ျွန်တော်ဒီနေ့ဟို grain stream မှာတွေ live stream လုပ်တဲ့တွေလုပ်သုံးသလိုမျိုးအခုလိုမျိုး screen ကိုရဲ့ screen တစ်ခုရဲ့ကို recording လုပ်ရှင်တဲ့ screen ပဲဖြစ်ဖြစ်ကို streaming လုပ်ရှင်တဲ့ screen ပဲဖြစ်ဖြစ်ပြကြင်နေဆိုရင်သုံးတဲ့ software လေးအကြောင်းကျွန်တော် ပြောပြပေးမှာဖြစ်ပါတယ်ဒီ software လေးရဲ့ setting chain နဲ့ need ကိုလည်းကျွန်တော်ပြပြပေးသွားမှာပါအဲ့တော့ကျွန်တော်တို့ရှိ laptop ကျွန်တော်တို့သုံးနေတဲ့ laptop desktop ထဲမှာကျွန်တော်ထည့်ထားမယ့် software လေးက ဒီဘက်ကတောင်းလီက OBS Studio လေးပဲဖြစ်ပါတယ်။ OBS Studio software ကို download လုပ်နေတဲ့ install လုပ်နေဗီဒီယိုကိုကျွန်တော်ဒီဗီဒီယိုရဲ့ description ချင်တော့၎င်း comment မှာတော့၎င်းကျွန်တော် link ချထားပေးပါမယ်။အမှာဝင်ရောက်ပြီးတော့အသေးစိတ်လေ့လာလို့ရပါတယ်။ OBS Studio ကိုစသုံးမဲ့ beginner တွေကိုရည်ရွယ်ပြီးတော့ကျွန်တော်မျှဝေပေးတာပါ။ဆရာဆရာကြီးရတော့ဒီ video ကို ကြော်သွားလို့ရပါတယ်။အဲ အခုမှစသုံးမဲ့သူတွေထဲမှာမသိနားမလဲတာတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကို comment မှာမေးလို့ရပါတယ်အဲကိုကသိရနေကိုကျွန်တော်ကိုပညာဆန်းကျင်တာဆိုရင်တော့ကျွန်တော်မဆန်းပါနဲ့ကျွန်တော်လည်းအရင်သိတာတော့မဟုတ်ပါဘူးကျွန်တော်သိတဲ့လောက်ကျွန်တော်တတ်တဲ့လောက်ကိုပဲမျှဝေပေးမှာပဲဖြစ်ပါတယ်အဲဒါဆိုရင်စကားပြောတာလည်းရှေ့ကုန်ပြီဆိုတော့ကျွန်တော်တို့ဒီ software လေးကိုကျွန်တော်တို့ setting လေးတွေဝင်ရှင်ရအောင်ကျွန်တော်ဒီမှာ OBS Studio လေးကျွန်တော်ဖွင့်လိုက်ပါမယ်ကျွန်တော်ဒီမှာဖွင့်မိသားရှိတဲ့အတွက်ကြောင့်ကျွန်တော်အောက်ကပဲဖွင့်လိုက်မယ်เนาะဘာလို့ဆိုကျွန်တော် recording သွင်းနေလို့ပါ ကျွန်တော်ရဲ့မျက်နှာကင်မရာကိုကျွန်တော်တစ်ချက်ဖြောက်ထားလိုက်မယ်နော်ပြီးလို့ရှိရင်အဲ့မျက်နှာကင်မရာကိုကျွန်တော်ဘယ်လိုသွင်းရလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်โอเคကျွန်တော်မျက်နှာလေးပျောက်သွားပြီဆိုတော့ကျွန်တော်က OBS တဲ့ဝင်လိုက်ပြီဆိုတော့ကျွန်တော်ဒီစာမျက်နှာကြီးကိုကျွန်တော်တို့ကကနအူးတွေ့ရမှာပဲဖြစ်ပါတယ်ဒီစာမျက်နှာကိုတွေ့ပြီဆိုတော့လည်းကျွန်တော်ကဒီမှာဒီနေရာမှာ sin 1 2 3ဆိုတာရေမိတ်ဆွေတို့ရဲ့အခုမှစပြီးတော့ install လုပ်ထားတယ်ဆိုရင်တော့ပုံမှန်မဟုတ်ပါဘူးဒါကတော့ကျွန်တော်လုပ်ထားတဲ့ sin တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအခုမှစပြီးတော့ လောက်တော့မှာဆိုလို့ရင်ဒီမှာ plus sign လေးရှိပါတယ်ဒီ plus sign ကိုတစ်ချက်နှိပ်လိုက်ပါဒီမှာ sin 1ဆိုပြီးတော့ပုံမှာပေါ့နော်ကျွန်တော်တို့ဒီမှာ sin 4ပေါ့ကိုယ်က sin 2ကိုကိုယ်ရဲ့ကြိုက်တဲ့ sin 2ကိုနာမည် rename လေးပေးလို့ရပါတယ် rename ပေးပြီး okay နှိပ်လိုက်ပါကျွန်တော်တို့မထည့်တော့နော်ထည့်ရင်ကျွန်တော်ဒီ sign မျက်နှာကြီးပျောက်သွားမှာဆိုလို့ပါကျွန်တော်တို့ကဒီဘက်ထဲမှာ sin 1ကို create လုပ်ပြီးပြီဆိုရင်ကျွန်တော်ကဒီဘက်က source ဆိုတဲ့ကောင်းစင်အောက်ကိုကျွန်တော်တို့ကသွားပါမယ် source မှာကကြတော့ကျွန်တော်တို့အတွက် audio တွေကို fan မှာဆိုလို့ရှိရင် ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် Oreo လေးတွေကိုဖမ်းလိုက်ရနော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီဟာတွေက blind ဖြစ်နေမှာပါအခုလို့ကျွန်တော်ပြောတဲ့အတန်တွေကို Oreo ဖမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ plus sign လေးကိုနှိပ်ပါမယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော် Oreo input ကိုနှိပ်လိုက်ပြီးဆိုရလဲဒီ Oreo လေးကဝင်သွားမှာဖြစ်ပါတယ်ဒါတော့ Oreo input ပါ desktop screen ကအတန်တွေကိုလည်းကျွန်တော်ကဖမ်းချင်တာဥပမာပြောရရင်ကျွန်တော်ကဒီ desktop မှာ music တစ်ခုကိုဖွင့်လိုက်တယ်ဆိုရင်အဲ့ music ရဲ့အတန်ကိုပါကျွန်တော်က audio ထည့်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ဒီ plus sign လို့တစ်ချက်ထပ်နေပြပြီးလို့ရှိရင်ဒီမှာ audio output capture ဆိုတာလေးနှိပ်လိုက်တဲ့ဆိုရင်တော့ကျွန်တော်ဒီ screen မှာလာနေတဲ့ music တွေ video တွေရဲ့အတန်ကိုလည်းကျွန်တော်ကဖမ်းမိမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကအတန်တွေကိုကျွန်တော်ကဖမ်းလာတဲ့ဟာတော့ရပြီရပြီဆိုရင်ကျွန်တော်က display capture ထည့်ရပါမယ်အခုကျွန်တော်ထည့်ထားသလိုပဲ display capture ထည့်ရမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်အခု screen ပြနေတဲ့ screen ကိုပို့ခြင်းတယ်ဆိုလို့ရှိရင်တော့ plus sign လေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ display capture ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်အခုဖန်ထားသလိုမျိုး recording capture ကြီးပေါ်နေပါလိမ့်မယ်ဒါဆိုရင် screen အပြည့်မြင်ရမယ်ပေါ့နော်ကျွန်တော်တို့ကဒီအခုကျွန်တော်ပြထားသလိုမျိုး screen ကိုမြင်နေတာဆိုရင် plus sign ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က display capture ဆိုတာကိုနှိပ်လိုက် display capture ဆိုတာကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ display capture create ဆိုပြီးတော့ okay ပြလိုက်ပါမယ် okay ပြလို့ရှိရင်အခုလိုမျိုးပေါ်လာပါလိမ့်မယ်အခုလိုမျိုးပေါ်လာတဲ့အခါမှာကျွန်တော်တို့ကဒီ display ထဲမှာ display ထဲမှာကျွန်တော် audio ဒီမှာအဲ1080ပေါ့နော်1080ဆိုတော့နှစ်လက်တန်းနဲ့အခုလိုမျိုးပုံနေပါပါပုံနေစီမီ okay နှိပ်လိုက်ပါမယ် okay နှိပ်လိုက်ရပါပြီဒီမှာတော့ကျွန်တော် disk လောက်လိုက်မယ် အဲ့လိုပဲဒီမှာလဲ audio လဲအတူတူပါပဲကျွန်တော်တို့က audio တစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ okay နှိပ်လိုက်မယ်ဒီမှာ audio အတန် fan မဲ့ box လေးပေါ်လာမယ်ပေါ့နော်ဒီမှာကိုက audio mic တွေနဲ့ရှိတ်ဆက်တာရှိတယ်ဆိုတော့ mic ကြီးကိုရွေးပါဆက်ဆက်တာမရှိဘူးဆိုတော့ဒီ computer microphone ပဲရွေးပေါ့နော်ကိုကအပြင်သက်ပါတီ software သက်ပါတီ mic တွေနဲ့ရှိတ်ထားတာရှိတယ်ဆိုဒီမှာထပ်ပြီးပေါ်နေပါလိမ့်မယ်ဒီမှာရွေးလိုက်ရုံပါပဲဟုတ်ပြီပြီးရင် okay နှိပ်လိုက်ပါကျွန်တော်တော့ရွေးထားပြီးသားမလို့ပိတ်လိုက်မယ်နော်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်က အဲ display capture လည်းရပြီဟိုကလည်းရပြီဆိုရင်ကိုကိုပြချင်တဲ့ background ကို display capture နဲ့ပြလို့ရပြီကျွန်တော်တို့မှာထွက်လိုက်တဲ့ဆိုရင်ဒီမှာထွက်နေတဲ့ background မြင်သွားမယ်ပြန်ဝင်ပြန်ဝင်တဲ့ background မြင်မယ်အဲ့တော့ကျွန်တော်သွားနေတဲ့ display ပေါ်မှာသူက live ပြပေးနေမှာပေါ့နော်အဲ့တော့အဲ့ဒါတော့ဟုတ်ပြီကျွန်တော်တို့ရဲ့မျက်နှာပြချင်တဲ့အခါမျိုးကျွန်တော်ဒီ down နေမှာမျက်နှာကြီးပြချင်တဲ့မျိုးရှိတယ် အဲ့လိုမျိုးဆိုကျွန်တော်ဒီက plus sign လေးကိုနှိမ့်လိုက်မယ်အာပြီးလို့ရှိရင်အဲဘယ်ဝိုင်းကင်မရာအော်တွေ့ပြီမဗီဒီယို capture device ပေါ့နော်ဒီ video capture device လေးကိုဝင်လိုက်ဒီမှာကိုကြိုက်တဲ့ rename ပေးလိုက်ကျွန်တော်မပေးတော့ပြီးရင် okay နေလိုက် okay နေပြီဆိုရင်ကျွန်တော်တို့ကဒီမှာဘယ်ကင်မရာနဲ့ကျွန်တော်တို့ကပြမှာလဲဆိုတော့ ပြောပြဟိုဖော်ပြပေးတယ်ဗောနော်ဆိုတော့ဒီမှာကျွန်တော် HD ကင်မရာကျွန်တော်ဒီ webcam ကင်မရာနဲ့ပဲပြမယ်ဒီမှာ OBS မှာ join ထားတဲ့တခြားသက်ပါရီကင်မရာတွေရှိတယ်ဆိုလို့ရှိရင်လည်းတခြားသက်ပါရီကင်မရာတွေနဲ့ကျွန်တော်က join လို့ရပါတယ်ကျွန်တော်ဒီမှာကျွန်တော်ကင်မရာတစ်ခုပဲရှိရမှာလို့ကျွန်တော်ကင်မရာတစ်ခုပဲနဲ့ join လိုက်မယ်ပြီးလို့ရှိရင်ဒီအောက်ကအာ type တွေမှာတော့ကိုရွေးချယ်လို့ရတယ်ဒါပေမဲ့ဒီမှာတော့ဘာမှမရှိဘူးရတယ်ဒီတိုင်းပဲထားလို့ရတယ်ဗောနော် AVS တွေလည်းဒီတိုင်းပဲထားလို့ရတယ်ပြီးရင်ကျွန်တော်တို့က okay ပြလိုက်မယ်ဗောနော်အဲဒါဆိုရင်ကျွန်တော်ရဲ့ဒီမှာကင်မရာ display လေးတစ်ခုပဲထပ်ပြီးတော့ပေါ်လာပါပြီ။ဒါဆို streaming လုပ်တဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီအောက်မှာကျွန်တော် display အသေးလေးပဲထားလိုက်မယ်ဆိုပါတော့အဲဒါဆိုရင်ကျွန်တော်မျက်နှာလေးကအသေးလေးနဲ့ပေါ်နေမှာပေါ့နော်။ဝင်မှာ capture တွေကလည်းများကုန်ပြီ4321တွေဖြစ်ကုန်ပြီအာ input output input နှစ်ခုဖြစ်နေကြတာဖြတ်လာအောင်မယ်ဟော input ကဒီအဖြစ်4ဖြစ် ဟုတ်ပြီဒါဆိုရင်ကျွန်တော်စောစောကလောက်ခဲ့တဲ့ဒီမှာ ကျွန်တော်ရဲ့ streaming မျက်နာပါမယ်အပေါ် sorry ကျွန်တော်ရဲ့အမျက်နာပါမယ်ပြီးလို့ရှင်ကို stream မယ် screen တစ်ခုပါမယ်ဒါဆိုရင်ဒီလိုပုံစံလေးနေဒီလိုပုံစံနေနဲ့ပဲကျွန်တော်တို့ကဟို gain နဲ့ stream လို့ရမယ်เนาะဟို live video ကြီးလွှင့်လို့ရမယ်အဲကျွန်တော်တို့ online မှာအခုလုပ်နေတဲ့ ဗီဒီယိုတော်တော်များများပေါ့နော်ဒီပုံစံနဲ့ပဲလောက်ကြတာဖြစ်ပါကိုကတရှမ်းမဲထားချင်တာဆိုလဲမကောကတရှမ်းမဲထားလို့ရရပေါ့နော်ဒါတော့ကိုရဲ့ဗီဒီယိုအချိုးစားကိုကိုလောက်တယ်လို့မျိုးကိုကိုကြိုက်တဲ့ angle တခုကိုရွေးရှယ်လို့ရပါတယ်ကဲဒါဆိုတော့ကျွန်တော်ကဒါအခုကအချိန်ခင်အားဖြင့်ကို live stream လောက်တဲ့အခါမျိုးမှာအဗီဒီယိုလောက်တာကို live stream လောက်တဲ့အခါမျိုးမှာတုံးတဲ့ပုံစံပေါ့နော်ဒါဆိုတော့ပြီးပြီသို့ပေမဲ့ကျွန်တော် sacred recording နေဖန်တဲ့အခါမျိုးမှာ resolution တွေကိုကျွန်တော်ပြန်ပြီးချိန်မေးရရှိရသူရဲ့ original ဖွင့်လိုက်ပြီဆိုတော့ resolution ကတိတ်ပြီးတော့မကြည့်ဘူး920ပြီနဲ့ဖြစ်ဖို့များတယ်ဗောနော်အဲ့ဒါလေးကျွန်တော်ပြန်ချိန်မိုးအတွက်ဆိုရင်ဒီမှာဒီမှာကျွန်တော်စတင်ဆိုတာပါမယ်ကျွန်တော်ကင်မရာနဲ့ကွယ်နေမှာတော့မသိဘူးเนาะကျွန်တော်လည်းဟာဟုတ်ပြီကျွန်တော်ကျင်လိုက်ရပြီအော်ဒီမှာစတင်ဆိုတာပါတယ်အဲ့တော့ကျွန်တော်ဒီ setting လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ကျွန်တော်ခေါင်းပေါ်လေးမှာခေါ့နော်ကျွန်တော်ခေါင်းပေါ်လေးမှာ setting နှိပ်လိုက်မယ် ရီကော်ဒင်းသွင်းတဲ့အချိန်ဆိုမိုးကရွာတယ်ချစ်ချစ်တင်တယ်။နောက်ကျွန်တော်မိုးတန်လေးနေလဲပါရင်လည်းနားလေပြီးပေါ့နော်ကျွန်တော်ရှင်မှာလောလောဆယ်မိုးရွာနေလို့ပါ။မိုးမင်းကြီးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရီကော်ဒင်းဖန်နေတဲ့အချိန်မှာအခုလိုမျိုးမိုးရွာပြီးတဲ့အတွက်ဟုတ်ပြီ။ကျွန်တော်မိုးတက်အောင်ဆောက်ရင်လည်းကျွန်တော်မိုးတက်အောင်ဆောက်ရင်လည်းညညရောက်သွားရယ်ပေါ့နော်ညရောက်သွားလို့ကျွန်တော်ကျွန်တော်ရဲ့ကင်မရာလေးကျွန်တော်ပိတ်ထားလိုက်မယ်နော်။ okay ဒါဆိုရင်ကျွန်တော် setting အကြောင်းပြန်ပြီးပြောရအောင်ကျွန်တော်ဒီ audio setting နဲ့ဝင်လိုက်မယ် ဟုတ်ပြီစတင်လည်းရောက်ပြီဆိုကျွန်တော်တို့အဓိကထားပြီးရှင်းရမှာဒီ output setting ပေါ့နော်ကျွန်တော်တို့ video quality ကောင်းဖို့အရေးကြီးတယ်အဲ့ဒီကြောင့်ကျွန်တော်ဒီ output setting ကိုရှင်းရမယ်ပြီးလို့ရှိရင်အသံ recording quality ကောင်းဖို့အရေးကြီးတယ်ပေါ့နော်ဆိုတော့ကျွန်တော် streaming streaming နဲ့မှာဆိုရင်ကျွန်တော်ဒီမှာကျွန်တော်အခုချိန်ထားတဲ့အတိုင်းပဲ sequence ၆တာရိုက်ထားလိုက်ပေါ့နော်အဲ့တိုင်းမှာကျွန်တော်တစ်ခုချင်းစီလိုက်ပြီးချိန်ပြီးပါဒီမှာဆိုရှင်1 2ဒီမှာ1080အာ1080ပြီး1080 2080ဘောတော့ပုံစံကြီးမှာဆို CBR 2000 2500နော်2500 CBR 2500အခြေနေဒီအောက်ကတော့နန်းနေဒီမှာတော့ very fast နဲ့ထားထားတဲ့ CPU ပြီးရင်ကျွန်တော် apply okay နှိပ်ပြလိုက်ပေါ့ဟုတ်ပြီဒါရော streaming recording ကျွန်တော်ကျွန်တော်လည်းမျိုးသူတကြ recording ကအရင်ကြီးကြီးပေါ့နော်ကျွန်တော် recording ကိုဒီမှာ record recording သွင်းမယ်ဆိုရင် standard ထားထားတယ် ကို recording သွင်းမဲ့ file location ကိုဒီမှာရွေးရပါမယ်။ပြီးဒီမှာကကြ recording format မှာကကြတော့ MP4 ထားလိုက်ရ MKP ထားလိုက်ရပေါ့နော်။ကျွန်တော်တို့ဒီမှာ MKP နဲ့ပဲထားလိုက်တယ်။အဲဒီမှာကကြတော့ကျွန်တော်264ထားတယ်။ဒီကျွန်တော်ဒီတိုင်းနေအကုန်လိုက်ထားလိုက်ပေါ့နော်။ဒီမှာ audio track မှာတော့ကျွန်တော်2နဲ့3ကိုကျွန်တော်အမှန်ကြီးချစ်ထားတယ်။ဒီမှာတော့တက်စီပဲ။အဲပြီးတော့ဒီမှာ 1080p ဒီကျွန်တော်ရွေးထားရယ်နော်။ 1080p ဒီကျွန်တော်ရွေးထားပြီးတယ်။ဒီအောက်ကဟာရတော့မထက်ကြမလို့ဒါရတော့ ဒါပေမဲ့ဒီမှာကျွန်တော်ကဒီမှာအာ CQB ထည့်ထားရယ်ပေါ့နော်ဒီမှာတော့ကျွန်တော် CB ရထည့်ထားဒီမှာကျွန်တော် CQB ထည့်ထားရယ်ဒီမှာ CQB မှာကျတော့ကျွန်တော်ဆက်လျှောက်ခနဲ့20အတွင်းကြာတာထည့်လို့ရတယ်အဲ့ဒါကကိုယ့်ရဲ့တာမန် laptop တွေတာမန် computer မှာ quality ကအဆင်ပြေတယ်အဲ့တော့ဒီမှာကျွန်တော်တော့ဆက်ကွန်ကြားချပြီးထည့်ထားလိုက်တယ်အောက်မှာတော့ကျွန်တော် slower ထည့်ထားဒီမှာတော့ high ထည့်ထားဒီမှာတော့အာ2 second ကျွန်တော်ထည့်ထားတယ်နော်မယ်ထည့်ထားမယ်3ပေါ့နော်ဒီမှာတော့3ထည့်ထားတယ် ဒါဆိုရင်တော့ apply okay နေလိုက်ရပြီပေါ့နော်။ဒါဆိုရင်ရပါပြီ။အဲဆိုဆိုတော့ဒီမှာကျွန်တော် audio audio band ကိုသွားမယ်ဆိုတော့ audio မှာတော့ကျွန်တော်320လေးရှိပဲကျွန်တော်အပြည့်ထည့်ထားရေပေါ့နော်။ thread မှာ320ကြီးပြည့်လိုက်ပြီး apply me okay နေလိုက်။အဲဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်20ထည့်ထားရေဒီမှာဆို512မှန်းထည့်ထားပြီး apply okay နေလိုက်။အဲဒါဆိုရင်တော့ရပြီ။ဒါဆိုရင်တော့ကျွန်တော်တို့ video quality ဟိုအဆင်ပြေပြေပေါ့ 1080p နဲ့အဆင်ပြေထွက်လာမယ်ပေါ့နော်။ကို recording သွင်းထားတဲ့ video file တကူပါ။ဒါမှမဟုတ် ဟို Apple Streaming လုံးမဲ့ video file တကွာကောင်းကောင်းမွန် quality နဲ့ထွက်မယ်ဟုတ်ပြီဆိုတော့ဒါကတော့ကျွန်တော် setting ချိန်လေးပေါ့အဲ့ဒီမှာကျွန်တော် hotkey ဆိုတာလေးရှိသေးရဲ့ဗျ hotkey ဆိုတာလေးကကြတော့ကျွန်တော် recording သွင်းတော့မယ်ဆိုလို့ရှိရင်ဒီ recording ဆိုတဲ့ cloud ကိုမနှိပ်ဘဲနဲ့ဒီမှာ um record ဆိုအာပေါ့ဥပမာပေါ့ဥပမာအာဆိုတဲ့ cloud ကိုကျွန်တော်တို့ကနှိပ်လိုက်တာ ਨੇ recording စသွင်းသွားတာမျိုး stop s ဆိုတဲ့ cloud ကိုနှိပ်လိုက်တာ ਨੇ recording ရပ်သွားတာမျိုးပေါ့ ဲ့လိုမျိုးကျွန်တော်ဟော့ကီထားခဲ့လို့ရဒါဆိုရင်ကျွန်တော်က recording စခြင်းလေဆိုရင်အောင်နေလိုက် recording ဖြုတ်ခြင်းလေဆိုရင် S ကိုနေလိုက်ဒါဆိုရင် ဟော့ကီလေးကိုရဲ့ key လေး nickname လေးပေးခဲ့လို့ရပါတယ်ကျွန်တော်ပြပြပေးခဲ့တဲ့အကြောင်းအရာလေးကမိတ်ဆွေတို့တဲ့အသုံးဝင်ခဲ့တယ်ဆိုရင်ကျွန်တော်ကို like and follow လုပ်ခဲ့ပေးပါသိချင်တာလေးရှိရင် comment မှာရေးခဲ့ပေးပါနောက်ထပ် video မှာပြန်ပြီးဆုံတွေ့ကြပါမယ်